ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟိုရာ channel လေးကနေစေဝင်စားပွဲတတိတဝေကရပွဲရောဖြည့်ရမဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့အချိန်ခါကြောက်ရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်။ပကန်ညောင်ဦးမြို့နယ်ကရက်ပြင်းရွာမှာအမှန်တကယ်ဖြစ်ပွားခဲ့ပြီးတော့မိဘပေါ်ဆော်ကားတဲ့သားစုသားမိုက်ကိုညအချိန်မှလာပြီးအသက်နှုတ်သွားတဲ့ငရဲသားနှစ်ယောက်ကိုကိုရွေးမြင့်မြင့် ြင်တွေးခဲ့ရဘူးသူလို့အမိရတဲ့စေဝန်သာပွဲသတိတဝေကရပွဲအားဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်းဆက်ပြီးမှဖြစ်လို့ခန်းစားနှားစင်အပေးကြပါဦးခင်ဗျာမနခင်အာယုံဦးလေးနိုင်ခန့်အချင်းကရက်ပြင်းရွာလေးဟာပြင်းငတ်တို့ရဲ့တကြီးကြီးတစားစားအောင်မြည်တန်းတို့နဲ့စတင်ပြီးတော့တပ်ဝင်လှုပ်ရှားလာပါတယ်ထန်သမားများထန်တဲ့ရန်နှုတ်ထားကြတယ်အရှင်မများလည်းဆွံ့ချရန်အတွက် နှုတ်ထလာကြပြီရွာကလေးရဲ့နောက်ပိုင်းမကြတဲ့ကြောင့်တေဝိုင်းတစ်ခုအတွင်းမှာရှိတဲ့တေငယ်လေးမှလည်းဒေါ်ရင်မြတ်တယောက်အများနည်းတူနှုတ်ထလာခဲ့တယ်ထို့နောက်ဒေါ်ရင်မြတ်ဟောင်းမျက်နှာတပင်းပြည်ပဆောင်တွင်ကိုဝင်ခဲ့ပြီးတော့ဆွန့်ချက်ရန်အတွက်ပြင်ဆင်နေအေဂျီကမ်းမှာရှိတဲ့ဝါကူပြည်ပေါ်မှာတော့သားတော်မောင်ထွန်းတင်မောင်ပစိုးသူပေါ်ပေါင်ပေါ်နဲ့အိမ်မောကြလို့ကောင်းနေစေရှိပါသေးတယ်ပထမဦးဆုံးစံလေးလုံးခန့်ဝင်တဲ့မြေအိုးနဲ့ ်ထမင်းကိုရေကန်းချက်တင်ပြီးတဲ့နောက်မြို့ဆောင်ထက်ကထရွက်ခေါင်းမိုးမှာချိန်ဆွဲထားသော ပလတ်စတစ်အိတ်တွင်ကအမဲကြောင်တစ်ချို့ကိုထုတ်ပြီးတော့မြို့ပေါ်မှာกินနေအမဲကြောင်များချက်တဲ့ခါမှာပကံများတဲ့ကိုစိတ်မွားထက်ပြီးတော့စီစားနေပါလေတဲ့နောက်ဘုရားဆွမ်းတော်ကရရနဲ့ဘုံကြီးဆွမ်းလောင်းရန်အမဲကြောင်တစ်ချို့နဲ့ထမင်းတစ်ချို့ကိုဖယ်ထားလိုက်တယ်ကျန်တဲ့အမဲကြောင်များနဲ့တူထမင်းမောင်မောင်ထည့်ထားတဲ့ပကံတလုံးကိုသာပြေသူနိုးလာရင် မနက်စာစာရံတွေတရှိကံမှာရှိတဲ့သမင်းစကွဲပုံလေးပေါ်မှာတင်ထားပေးလိုက်ပါတယ်တွေ့တော့ဒေါ်ရင်မြတ်ကဖះဆွင့်တော့တင်ပါတယ်လူမရဲ့ဖះဝိပုဒ္ဒံနဲ့ခြေစီတန်လေးမှာအနိဗ္ဗာန်ဝိညာဉ်ကိုပြန့်နှံ့သွားတယ်ပြီးတဲ့နောက်တင်းနောက်ခန်းမှာရှိတဲ့လူမနေထိုင်ရာဝါကုပြေပေါ်မှာထိုင်ပြီးတော့ပြောင်းမှုဘက်စစ်လေးကိုခိတခဏဖွာတယ်ပြီးတဲ့နောက်မိဖို့ဆောင်တွင်ကိုဝင်ကောင်းသမ္မကံများတွင်ကိုတမင်နေငယ်ထဲကောင်း မင်းညက်ကကြံတော့ချမောင်ရွက်ဟင်းကျိုလေးနဲ့နေဖက်ပြီးမနဲ့စားစားပါလေတော်ရင်မြတ်မှာအသက်90ကျော်လို့မျက်စိများမုံပြီးသွားမြမကောင်းတို့ရာကြောင့်အမဲကြောက်ကဲ့သို့မကြွတဲ့အစာကိုမဝနိုင်တော့ပါမနဲ့စားစားပြီးတဲ့ခါမှာတော်ရင်မြတ်တက်ရှိမြေကိုလကုတ်ထပ်ပြီးမတ်တက်စပက်စီနဲ့တီးရွှဲချောင်းမြောင်း အမိုင်မြတ်ကိုတချွန်းချွန်းနဲ့မြည်အောင်လှည့်ကျင်ပါလေအဲ့ဒါကတော့တော်ရင်မြတ်မနဲ့တိုင်းပြုလုပ်နေကြအိမ်မှုကိစ္စများပဲဖြစ်ပါတယ် မနက်9နာရီခန့်ရောက်တဲ့ခါမှာသာဖြစ်သူထွန်းတင်အိယာကနိုးလာပြီးတော့ဟိမုံဆုံမွားနဲ့မိခင်ဦးကြီးပြင်ပေးထားသောမနက်စာကိုဟင်းကောင်းသလားမကောင်းသလားလှမ်းပြီးတော့ကြည့်လိုက်တယ်။အမေကြောင့်ပကံကိုတွေ့တော့မှကျင်းနေသွားပြီးကိုပြစ်ပေါ်မှာဆင်းကောင်းညှနာတည်လိုက်တယ်။ထို့နောက်ကိုပြစ်ထောင်းမှာထောင်းထားသောအရက်ပလင်းကိုယူလို့မောနစ်ဘက်ဖြင့်အရက်နှစ်ခွက်မြောက်စိန်ဆွဲတောင်းရင်နဲ့အမေကြောင့်နဲ့မြည်လိုက်တယ်။ပြီးတော့တမင်းနဲ့မေကြောင့်ဖို့ကိုမြင်းချက်စွာစားတော့ပါတယ်။ ဒီလိုနဲ့မနက်၈နာရီခန့်ရောက်တဲ့အခါမှာဒေါ်ရင်မြတ်ကဆွမ်းခံကြွလာတော့ကိုတော်တွေကိုဆွမ်းလောင်းနေစေမောင်းတွင်းတင်ကရေမိုးချို့လို့ကောင်းတော့ရရဝတ်စားများကိုရွှေ့ပြီးတော့ဝတ်လိုက်တယ်တွင်းတော့တဲရှိကိုပြပောင်းပောင်းပြမှုဘက်ဆဲလေးကိုဖွားနေတော့မိခင်ဖြစ်သူတန်ကိုသွားလို့ပတ်စံတောင်းလိုက်တယ်အမေပတ်စံ90ပေးစမ်းပါဗျာဒေါ်ရင်မြတ်မမခွင့်တော့ပြမနေပဲချွေးကန်အေးလေးတွင်းကငွေ90တန်တရက်ကို ထုတ်ပေးလိုက်တယ်ငွေရလာတဲ့အခါမှာတွင်းတင်ဟောင်း မိခင်ဦးကြီးရှိမှဆွေကနေလှည့်ထွက်သွားတယ်။သူ့ရဲ့ဥဒိယကတော့ရွာစဉ်တတော်တွင်မှရှိတဲ့တောက်ဖို့တောက်ဖက်ဘောတော်များစီကိုဖြစ်ပါတယ်။ဒဝင်းများကတော့ငွေ90ယူပြီးထွက်ခေါ်သွားတော့တာပြည်သူထွန်းနေရဲ့နောက်ကျော်ကြီးကလက်ပြင်းမော့ကိုခြံရင်နဲ့ကျင်ရခဲ့ပါတယ်။အထက်မှာအကြောင်းချင်းရများမှာ လွင်ငယ်သောနှစ်ပေါင်း20ကျော်ခန့်ကဖြစ်ပျက်ခဲ့တော့ဇလန်လေးဖြစ်ပါတယ်။အဲ့ဒီဇလန်လေးမှာပါဝင်ခဲ့တော့ ်ခရက်ပြင်းရွာလေးဟာပကံကျောင်းမြို့နယ်တွင်းမှာတည်ရှိပါတယ်။ခရက်ပြင်းရွာလေးမှာရွာသူရွာသားများဟာတွင်ရင်မြကိုအလွန်တနာကြတယ်။အဖေကြောင့်ဆိုတော့တွင်ရင်မြမှာငငယ်ရွယ်နဲ့မုဆိုးမှဖြစ်ခဲ့ရပြီးသာသမိကံမကောင်းလို့ဖြစ်ပါတယ်။ဒါကြောင့်တွင်ရင်မြရဲ့အကြောင်းကိုရေးသားဖော်ပြရတော့တွင်ရင်မြဟာအသက်30ကျော်တော့မှအိမ်အောင်ကြခဲ့ပြီးအိမ်အောင်ဘက်မှာတရွာတဲ့နေထိုင်သူဥထွန်းဆိုင်ဖြစ်ပါတယ်။အိမ်အောင်ကြပြီးတော့တနေ့ခန့်အကြောင်းပေါင်း ။ဒါဖြစ်သူမောင်ထွန်းတင်ကိုမွေဖွားခဲ့တယ်။တူဒီတော်သားလေးမောင်ထွန်းတင်ကိုလိမ္မာနေရလုံးအသက်တော်ဥတုံချစ်ခဲ့ကြတယ်။သို့တော့ဥထွန်းစိတ်မှာလူချစ်တော်သားဖြစ်သူနဲ့အသက်ထဆုံးအတူမနေနိုင်ခဲ့ပါ။မောင်ထွန်းတင်အသက်73နှစ်ခန့်ရှစ်တန်းကျောင်းသားရွယ်ဥထွန်းစိတ်ရဲ့အသက်48နှစ်ခန့်50မပြည့်သေးခင်မှာစီးရောက်တဲ့တဲ့ယောဂနဲ့ကွယ်လွန်သွားခဲ့တယ်။ဥထွန်းစိတ်မရှိတဲ့နောက်ပိုင်းမှာဒဝင်းမြတ်ဟာ ဥထွန်းစိန်ရှာဖွေပေးခဲ့သောစီးပွားရေးများကိုမပြောင်းပြဲအောင်စူးစမ်းရရှာပါတယ်။ပါကင်ကွယ်လွန်ခဲ့တဲ့ခါမှာငင်းစင်ကလေးကညင်ဆိုသောမောင်ထွန်းတင်ရဲ့ဇယိတ်လက္ခဏာတွေကပေါ်လွင်လာခဲ့တယ်။ချစ်တန်းကိုနှစ်နှစ်ကြာပြီးတဲ့ခါမှာကျောင်းဆက်မနေခြင်းမှုဆိုလို့ကျောင်းကထုတ်ပေးလိုက်ရတယ်။တွန်းတော်မောင်ထွန်းတင်ဟာမိခင်ထက်မှမုံဘိုးကိုနေစဉ်မမှန်တောင်းပြီးရထဲရွာထဲမှာရှိတဲ့စိုးဘော်ဒီဘက်အပေါင်းဖုံးများနဲ့လက်ရန်လက်ရာလှုပ်ပါတော့တယ်။ အိမ်လုံးရာလုံးများကိုဘာတစ်ခုမှ ခိုင်းလို့မရ။တကြောင်တော်ရင်များမှာရာလုံးနဲ့ထညက်ချရန်အလုပ်ကိုလူငါးနဲ့လုပ်ရပါတယ်။မောင်ထွေးတဲ့အသက်၁၉နှစ်ခန့်မှာထရီနဲ့ရက်ကိုတောက်တက်လာပြီးတော့ပို့ပြီးတော့ပျက်စီးသွားခဲ့ပြီးဘလို့မှထိမ့်သိမ့်လို့မရတော့ပါ။ဒီလိုနဲ့မောင်ထွေးတဲ့အသက်၂၄နှစ်ခန့်မှာတောက်တဲ့ကုန်းရောမှမနှွတ်မင်းနဲ့အိမ်အောင်ကြတယ်။တော်ရင်များဟာတပည့်သူအိမ်အောင်ကြသွားရင်တည်ငြိမ်သွားလိမ့်မယ်လို့ ထင်ထားခဲ့တော့လေဖြစ်မလာခဲ့ပါ မောင်ထွန်းတင်ဟာလူပြိုလူလွဲ့အရှုံးပေးရတော့အောင်ပြိုလူပေါ့လို့ကောင်းစေဖြစ်တယ်မိမပြည့်သူမနှွဲ့မီပေါ်မှာလဲအရက်မူးလာတိုင်းရမရန်ကောင်းစိတ်မထင်ရင်မထင်သလိုရိုက်နှက်နှိမ့်ဆက်တပါလေရွာထဲမှာမကြခဏရန်ဖြစ်တယ်လို့မိခင်ရောမိမဖြစ်သူပါလိုက်ပြီးတော့ရှင်းရသည်မှာလဲရိုးဤလိုနေခဲ့ပြီနောက်ဆုံးကလေးတယောက်ရလို့ကလေးသုံးနှစ်သားရွယ်သည့်မောင်ထွန်းတင်ကပျက်စီးလို့ကောင်းနေစေ အရိကမန္တမီဟောလေပြည့်သူမောက်ထွန်းတင်ကိုခခတိတိဖြစ်လာပြီးမပေါင်းနိုင်တော့ပါဘူးလို့ဆိုလာခဲ့တယ်။အရိကဒေါရင်မြတ်ကတပ်ဖြစ်သူနဲ့ချွေးမဖြစ်သူတို့ကြောင့်ဝင်ပြီးတော့စိတ်ဆက်ပြီးတော့လေဘယ်လိုမှမရပါဘူး။မန္တမီရဲ့မိဘများဘက်ကပါ မောက်ထွန်းတင်ကိုခခတိတိညင်းဆန်ပြီးတော့မန္တမီနဲ့သုံးနှစ်သားကလေးငယ်ကို တောက်တဲ့ကုန်းရွာကိုပြန်ခေါ်သွားခဲ့တယ်။ဒေါရင်မြတ်ဟာမြေဦးလေးနဲ့ခွဲခွာရတဲ့ကြောင့်မျက်ရည်ဆက်လက်နဲ့ကြံကြရရှာပါတယ်။ မိမနဲ့ကလေးမရှိတော့တယ်ထွင်းတယ်မှာရခင်ကတိုင်ဘာမှမထူးကြောင်းမိမိရဲ့ရင်သွေးကိုတစ်ချက်လေးတော့မတန်တာပဲပို့ပြီးတော့လွတ်လပ်နေပါတယ်မိခင်ကြီးပေါ်မှာလဲအလွင့်ကိုယုံရင်ကျန်းနှံ့လာပြီးပတ်စံလူတလောက်မရရင် မရလို့ဟင်မကောင်းရင်မကောင်းလို့စသဖြင့်မြည်တွင် တောက်တည်နေတတ်တယ်တခါကလည်းထွင်းတယ်ဟောင်းအပေါင်းသင်းများနဲ့ညောင်းမျိုးကိုတက်ပြီးအကောင်းစားရက်ဆိုင်မှာတောက်စားပြောပါရန်အတွက်စီစဉ်ပါတယ် အဲ့ဒီကငွေလေးလိုအပ်သဖြင့်မိခင်ကြီးထမငွေတထောင်တောင်းနေမိခင်ဖြစ်သူကများလွန်းလာသဖြင့်မပေးနိုင်ဘူးလို့ဆိုတဲ့ခါမှာတွေ့တယ်ဟောမိခင်ကြီးကိုဒေါသတကြီးနဲ့ရိုက်မယ်နှက်မယ်လုပ်တယ်အဲ့ဒီကဒေါ်ရင်မြားကငထွန်းရဲ့ငါနဲ့ကိုစိတ်ကုန်လာပြီနင်ကငါ့ကိုရိုက်မယ်နှက်မယ်အဲ့ဒီအဆင့်တော်ဖြစ်လာပြီပေါ့ဟုတ်လားငါလေရှိသေးမြားစီစဉ်နေလှူဒန်းပြပြီးတီလာရှင်သာဝတ်လိုက်ချင်တော့တယ်အဲ့ဒီစကားကိုကြားတဲ့ခါမှာ နည်းနည်းဘိုးတက်လို့မိခင်ကိုချွတ်ပြီးငွေ900လောက်တော့ပေးပါလို့တောင်းနေငွေ900ထုတ်ပေးတဲ့ခါမှာအမေကလည်းဗျာကျုပ်ကတချင်းတစ်ခါပဲတောင်းတဲ့ဥစ္စာအမေကမပြီးတော့ဒေါသထွက်ပြီးသားပေါ့ဗျာနောက်ဆိုမတောင်းတော့ပါဘူးဗျာတို့ကဲ့သို့ဆိုပြီးတဲအတွင်းမှာထွက်ခေါ်တော့ပါလေအဲ့ဒီနေ့မှစလို့ထွင်တင်ဒွင်မြတ်ထမငွေကို80 90ထက်ပို့ပြီးတော့မတောင်းတော့ပါအဲ့ဘက်ကြောင့်ဆိုတော့ဒွင်မြတ်ဟာလူမပြောတဲ့အတိုင်း ရှိသည်မြစီစဉ်တွေကိုလှူဒန်းပြစ်ပြီးတိလာရှင်ဝတ်သွားရင်သူအမွေမရမှာဆိုလို့ဖြစ်ပါတယ်။ဒါကိုတော်ရင်မြတ်ကလည်းယင်မိပါတယ်။တပည့်သူဟာဓမ္မကိုတန်ရုံးစေမရှိုံသာမကောင်းအမွေတွေရကျင်လို့အမြန်သေးစေခြင်းတွေကိုလည်းတိတဲ့ခံပေါင်းတော်ရင်မြတ်မျက်ရည်ဆက်လက်ကြောက်ကြရပြန်နေ။တော်တော်တော်ရင်မြတ်လူမပြောသလိုမလုံနိုင်ခဲ့ပါ။သူမှမရှိရင်ဒီသားသူသားမကြီးကိုဘယ်သူကပြုစုမလဲ။ ဘသူကအနွင်တော်အနစ်နာခံလိုက်မလဲ။သာဇောသမီးတို့ကိုအဘယ်မိဘကမြောင်းဆွင့်ပြနိုင်ပါမလဲ။တကြောင်တော်ရင်မြတ်ဟောမိမိရဲ့ရှိဘဝကုသိုလ်ကမကောင်းခဲ့ဘူးလို့ယူဆပြီးတော့သာထိုသာဇောသမီးကြီးကိုမသိမချင်းပြုစုတော်ရန်အတွက်ဆုံးဖြတ်ခဲ့တယ်။ယခုတော့တော်ရင်မြတ်လည်းအသက်80ကျော်အဖေါ်အိုကြီးဖြစ်ခဲ့ရပါပြီ။သာဖြစ်သူထွန်းတင်မှာလည်းအသက်40ကျော်ခဲ့ပြီ။အခုထိသာဖြစ်သူကိုပြုစုလုပ်ကျွေးနေရသည်။ကိုထွန်းတင်ရဲ့ ိဇာတူဘအလုတ်ကတော့မနဲ့မိုးလင်းလာပြီဆိုရင်မိခင်ကြီးပြင်ဆင်ပေးထားသောမနဲ့စာကိုစားမယ်ပြီးရင်ဗဇန်တောင်းလို့အပေါင်းသင်းများထံကိုသွားမယ်တောက်စာပြောပါမယ်နေတဲ့ထမင်းစားခြင်းရောက်ပြီဆိုရင်တဲကိုထမင်းပြန်စားပဲအဲဒီခါမှာဟင်းမကြိုက်ရင်လည်းမိခင်ကိုစုဖို့ချိန်ပေါင်းတတ်သေးတယ်စပီးရင်ဗဇန်60ခန့်ထပ်တောင်းပြီးအပြင်းထွက်ပြန်နေဒီလိုနဲ့ညာစေနာကြီး7နာရီခန့်မှာတော့မူယူပြီးတိုင်းခွက်နင်းအောင် တဲကိုပြန်ရောက်လာတယ်။သူကမိခင်ကြီးစင်နဲ့ပြန်ထားပြီးတော့ညစာကိုစပြီးတဲရှိကန်ကိုပြစ်မောင်းခြေကရလက်ကရနဲ့အိပ်ပါတော့တယ်။သူကကြတော့မှဒွင်းမြကမိကွက်လေးကိုမှုတ်လို့အိပ်ရဝင်ရတယ်။တခါတည်းကဒွင်းမြတွေးမိပါတယ်။တောဦးစနေမိလို့မှွေတဲ့။ဒါဖြစ်သူထွင်းနေရောဒေါ်လေးသူခင်မွင်းဦးထွန်းစိန်မောင်းစနေသားများဖြစ်ကြတယ်။တို့တော့ဦးထွန်းစိန်ကအလွန်ကိုနူးညံ့သိမ့်မွေတဲ့လောက်ဒါဖြစ်သူကတော့ ရုပ်ရင်ကြံတန်လာပါတယ်တော်ရင်မြဘလို့မှနားမလည်နိုင်တော့ပါတော်တော်သားဖြစ်သူလူမကြီးအမြင်မှန်ရလာမဲ့နေ့ကိုတော့မိခင်တယောက်အနေနဲ့မျှော်လင့်မိကြတော့အမှန်ပဲဖြစ်ပါတယ်ဒီလိုနဲ့သားသူသားမကြီးကိုထွန်းတင်ရဲ့နောက်ဆုံးနေ့ရက်များဟာတဖြည်းဖြည်းနဲ့ဤကဲ့လို့လာခဲ့ပါပြီအချိန်ကည7နာရီခန့်ရှိပါပြီနေတော်လာရဲ့ဆောင်းရည်ညားဖြစ်တာကြောင့်အလွင့်ကိုခြံစိန်လာတယ်တော်ရင်များဟာ အလွေးတဲ့ထူထူကိုဝှက်ထားပြီးမြမှုဘက်စစ်လေးကိုပွားရင်းနဲ့မိကွက်မိအောင်နဲ့မှာလာဖြစ်သူပြန်လာကိုစောင့်မျှော်နေပါတယ်။တိတ်မကြလိုက်ပါ။ထွန်းတင်ကတိုင်းကွက်နေလို့တေဝါကိုရောက်လာခဲ့တယ်။တွတော့တေရှိကံမှာရှိတဲ့ထမင်းစားသပွဲဝိုင်းလေးပေါ်မှာရှိတဲ့မိမိတို့ပြင်ဆင်ထားသောထမင်းပကံနဲ့ဝတဟင်းပကံကိုကြည့်ပြီးကျင်းနဲ့စွာပြုံးလိုက်ပြီးလက်စည်းစလုံးထဲမှာလက်နိုင်စီကထမင်းနဲ့ဝတသားကိုမြင်ရှက်စွာစားတော့ပြီးတဲ့နောက်တေရှိကံကုပြစ်ပေါ်မှာ လှည့်ချပြီးတော့အိတ်လိုက်ပါတယ်တဝင်းမြတ်ဟာလာဖြစ်သူစားထားသောပကံခွက်ရောက်များကိုသိမ့်စီပြီးတဲ့နောက်အိယဝင်းရံအတွက်မိခွက်ကိုမှုတ်ရံပြင်းတဲ့ခါမှာတစုံတရာကိုတတိထားမိလိုက်တယ်တခြားမဟုတ်ထွန်းတင်ရဲ့ကုပြေးပေးမှာလူနှစ်ယောက်ကိုမိခွက်မိအောင်နဲ့မြင်နေရပါတယ်ညာချင်းဖြစ်တဲ့ကြောင့်မျက်စိကလည်းမှုန်းနေတဲ့ဖြင့်ခပ်ဝဝသာတွေ့နေရတယ်ဘယ်သူဘဝမထင်ရှားပါဘူး ဒါကြောင့်ဒေါ်ရင်မြတ်ကအထွန်းနေကိုဟဲ့ငထွန်းနင်ပေါင်းသင်းတွေကိုခေါ်လာပြန်ပြီလားပြန်ခိုင်းလိုက်တော့လေညနေလာပြီသူတို့သားမရတဲ့စိတ်ပူနေရောမယ်ဒေါ်ရင်မြတ်ရဲ့စကားကိုကြားတော့အိပ်ပျော်လူလူဖြစ်နေတော့ကိုထွန်းနေကအတော့ကိုစိတ်ပြတ်သွားပြီဟာဗျာအမေကလေကျုပ်ဘယ်သူမှခေါ်မလာပါဘူးအမေဘာလို့မြင်နေရတာတော့အဲ့တော့ဗျာဟဲ့ငထွန်းငါ့ကိုလိမ်မြန်ပြီငါအသေးချာမြင်နေရတာ နင်ဘေးမှာလူနှစ်ယောက်ဟဲ့ဟဲ့တငယ်နှစ်ယောက်ပြန်ကြတော့လေပြန်ကြတော့မင်းတို့အိမ်ကလူတွေစိတ်ပူလောက်ရောပေါ့တွင်မြထက်မှန်ပြောလိုက်တဲ့စကားများကြောင့်ထွင်းနေကဒေါသဖြစ်သွားပြီးဘက်လက်အိမ်ညမှာဖနှောက်နဲ့ကိုပြကိုဒုံဝင်နေမြင်အောင်ပေါက်လိုက်ပြီးဟောတော်တော့ဗျာအမေဟာမေးမျက်စိမုံပြီးမြင်ချင်အောင်မြင်နေတာကျုပ်ဘယ်သူမှခေါ်မလာဘူးအိတ်တော်ဗျာကျုပ်အိတ်တော်မေးမနှောက်ရှက်နဲ့အေးအေးအိမ်မေဆိုလဲဆောင်းလေးပါလေးခြုံအိမ်ငထွင်းရဲ့အရန်အေးတယ် အေးဗျာချုံမချုံမတော်တော့ဗျာခမအဲ့တော့ဒွေမြတ်ကဘာမှခွင့်တော့ပြန်မနေတော့ဒုလူနည်းရောက်လည်းမြန်မာပြောတာလည်းမပြန်ကြအေးလေငါသားကငါမှမလေးစားပဲသူတို့ကငါ့ကိုဘယ်လိုလုပ်ပြီးလေးစားတော့မလဲလို့သာတွေးလည်မိပါလိမ့်ကုထွန်းတင်ဟာတခါတရံတဲကိုပေါင်းသိမြခေါ်လာပြီးတောက်စားတတ်တယ်ဒွေမြတ်ကဒုလူနည်းရောက်ကိုနောက်ဆုံးကြည့်လို့တပြင်းချပြီးမိကွက်ကုန်းမုတ်ခအိယာဝင်ခဲ့ပါတယ် ဒီလိုနဲ့နောက်တရနေ့လဲနှစ်နာရီခန့်မှာသူနေဟာရွာလေးမှာရှိတဲ့ပေါင်းတင်တယောက်ရဲ့တဲဝိုင်းမှာတောက်ခုံဝိုင်းရှိနေတယ်။သူနေကလောင်ကစားမှာတောက်ခုံတော့ရကိုအလွင့်ကိုဝါသနာထုံးနေလက်တော့ခုံတောက်ရင်ကညကမိခင်ဖြစ်သူနဲ့အိတ်ခမ်းလေးညှင်းခုံခဲ့ရတာကို အပေါင်းတင်မြောက်ကိုပြန်ပြီးတော့ပြောပြနေပါတယ်။ညကပေါ့ကွာငါဖွားကြီးငါဘာသာတယောက်ထဲပြန်လာတာကိုလူနှစ်ယောက်ခေါ်လာပါတယ်ဆိုလို့ညှင်းနေရသေးတယ်။ ကိုထွန်းတင်နဲ့မျက်နှာချင်းဆိုင်ပေါင်းဇေဒီကိုတောက်ရန်ချင်းနေတော့ပေါင်းတင်ကနိမ့်နေချိုက်ချိုက်ပြုံးလိုက်ပြီးတော့မင်းအဖွားကြီးကလည်းမျက်စိမှုန်လာပါပြီကွာညဦးတက်ပြီးမျက်မှန်လေးတစ်လက်လောက်တော့လှုပ်ပြလိုက်စမ်းပါဘလောက်မှမကုန်ပါဘူးကွာတော်ပါကွာအဲ့ဒါသူ့ကိစ္စပါညင်းလိုက်ရတာငါပြန်ဟောက်လိုက်တော့မှညင်ကျသွားတာလူတွေမြအသက်ကြီးလာရင်မလွယ်ဘူးကွာထွန်းတင်ရဲ့စကားကြောင့်အပေါင်းတင်မြတ်မောင်ပြုံးစည်းစည်းဖြစ်သွားကြပြီးတော့အလွန်သဘောကျနေကြပါလေ ီလိုနဲ့ညနေစောင်းတဲ့ခါမှာတွင်းနေကထတော်တွင်းမှာရှိတဲ့အရေးဆိုင်မှာဝိုင်းပွဲတောက်စားပြီးတော့ညစနေခါမှာတိုင်းကွန်နင်းလို့တဲရှိရာကိုပြန်လာခဲ့ပါတယ်။တွင်းများကပြန်ရောက်လာတော့တားဖြစ်သူကိုပြန်မှုဘက်ဇလိကိုဖွင့်ရင်းနဲ့စိတ်ပြတ်စွာကြည့်နေမိတယ်။ကိုတွင်းနေကအစင်းနေပြန်လာတော့ညစာကိုစားပြီးလက်စည်းကကုပြစ်ပေါ်မှာလှည့်ချလိုက်ပါတယ်။တွင်းများကထုံးစံတိုင်းတားဖြစ်သူစားထားတော့ဗကန်ခွဲရောက်များကိုသိမ်းဆီးပြီးတော့ အိယဝင်ရန်ပြင်တဲ့အခါဟောတွေ့ပြန်ပြီမင်းညကလူနှစ်ယောက်တွင်းနေရဲ့ကိုပြင်းနေပြီမောမဲ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 နေတွင်းမြကတွင်းနေကိုပြောရန်ပြင်ပြီးတော့မောဆိတ်လျှော်လိုက်တယ်ပြောမရင်လေလာပြည့်သူဟင်းရောက်ခံရခြင်းတော့အပတ်တင်လိမ့်မယ်ဟိုတငယ်နှစ်ယောက်ကလည်းငါစကားကိုနားထောင်တော့မဟုတ်တာပဲလေတို့တွေ့ပြီးအိယဝင်ခဲ့ပြန်ပါလေမနဲ့မိုးတော့လို့အလင်းရောက်ခဲ့ပြီ တွင်းမြဟော လှုပ်ရှားကိစ္စများပြီးစီးပြီးတရှိမြေကွက်လက်မှာတပြည့်စီတောင်လှည့်နေပါပြီယခုလိုဆောင်းအသည်မနက်ခင်းတိုင်းချမ်းချမ်းစီစီနဲ့တပြည့်စီလဲရတာကိုတွင်းရင်မြောက်အလွင့်ကိုနှစ်သက်ပါတယ်အိယာထကသာကထွင်းတင်ဆောင်ချုံမထလို့စောင့်လွှမ်းပေးခဲ့ရသေးတယ်ညကတွေ့ခဲ့ရတော့ထွင်းတင်ရဲ့အပေါင်းအသင်းနှစ်ယောက်ကိုတော့မတွေ့ရတော့ပါဘယ်ချိန်ကလေးကပြန်သွားကြတယ်မသိတွင်းတော်မနက်ရှင်နိုင်ထိုးကနေလို့စွန့်ခံကိုတော့ကြွက်လာသဖြင့်တွင်းရင်မြောက်စွန့်ထွက်လောင်းနေ ဒီကျင်တိထွင်းတင်ကတော့မနိုးသေးပါထွင်းရင်မြဆွင်းလောင်းပြီးတဲတဲကိုပြန်ဝင်တဲ့ခါမှာထွင်းတင်ကိုအတန်ပြုတ်ပြီးတော့နှုတ်လိုက်တယ်ဟဲ့ငါထွင်းထတော့လေမိုးတော်အတော်လင်းနေပြီဓမင်းစားတော့ညကအတော်တောက်လာတဲ့နဲ့တူတယ်မင်းနဲ့နော်ထွင်းတင်ကတော့တွတ်တော့မှမလို့ထွင်းရင်မြထွင်းတင်ရဲ့နောက်ကိုသွားပြီးလမောင်းကိုကန်ပြီးတော့လှုပ်လို့ကြည့်တယ်ဟဲ့ငါထွင်းဟမ်ဘလူပါလေ တွင်မြရဲ့ရင်နဲ့ထိတ်ခင်းနေဖြစ်သွားတယ်။အိယာထကသာကတတိမပြူခဲ့မီယခုထွန်းတင်းရဲ့ခန္ဓာကိုယ်ကြီးမှာအိဆက်တောင်းတလို့နေပါပြီ။ဘလောက်ပဲလှုံနှုံလို့မနှိုးနိုင်တော့ပါ။တွင်မြအင်းဒီချင်းမြကိုအကူကြီးတောင်းတဲ့ဖြင့်တေဝန်တွင်ကဒူဒူမမများရောက်လာကြပြီးထွန်းတင်းကိုကြည့်ကြပါလိမ့်။ထွန်းတင်းကတော့ဘဲချင်းကလေးကသိဆုံနေတယ်မသိ။အသက်မရှိတော့ပါ။အင်းဒီချင်းနဲ့မှတယောက်ကရွှေရဲ့တိုင်းရင်ဆေးစီရကိုတော့ခေါ်တယ်။ စေတရာရောက်လာပြီးစံတတဲ့ခမောင်းတွင်းနေကအရက်ကိုလွင်ကျင်တော့ပြီးအလွင်အေးလာတော့ရာဒီမောင်းတွေးထွေးစွာမအိတ်တာကြောင့်အေးပက်ပြီးတည်ဆုံသွားပြီလို့အပြေထုတ်ပါတယ်မနက်စင်နိုင်ခမောင်းတွင်းနေရဲ့ပေါင်းသင်းများရောက်လာပြီးအလောင်းကို လာကြည့်ကြတယ်ဒုက္ခမဒွင်မြတ်ဟာသူ့မှာတည်ကျင်တာများကိုမေးမိပါတယ်ဟဲ့တငယ်လေးညကငါထွေးနဲ့ပါလာတဲ့နှစ်ယောက်ကမင်းတို့ထက်ကဘယ်သူတွေတော့မင်းညာကလည်းပါလာတာငါသေချာမြင်တယ် သူတို့တော့ဂယုဆိုင်ရင်ငါထွက်မသိနိုင်ဘူးတငယ်ချင်းချင်းဂယုမှမဆိုင်ကြတာတွင်မြရဲ့စကားကြောင့်ကိုထွန်းတင်ရဲ့ပုံသင်မြောင်းကျောက်စီစီဖြစ်ကုန်ပြီသူထဲမှာတယောက်ကမဟုတ်ဘူးဖွားမြရဲ့ညကထွန်းတင်နဲ့ဘယ်သူမှလိုက်မလာပါဘူးမင်းညကလည်းမပါဘူးနေ့လေကတော့တောက်ခုံဝိုင်းမှာထွန်းတင်ကကျွန်တော်တို့ကို ပြော့ပြနေသေးတယ်သူလည်းဘယ်သူမှခေါ်မလာပဲအဖွားမြကလူနှစ်ယောက်ပါလာတယ်လို့ပြောတယ်တဲ့အဲ့ဒီစကားကိုကြားတဲ့ခါမှာ တွင်မြခိတ္တတွေ့ဝေသွားပြီးတဲ့နောက်ကောင်းကိုအတိဘေဘာဘာတဆက်ဆက်ငိမ့်လိုက်ပြီးအေးလေငါကတော့တေချာမြင်လိုက်တာပဲမင်းတို့တွေကဘယ်သူမှမဟုတ်ဘူးဆိုရင်တော့ဒါငထွင်းကို ခေါ်ဖို့လာတဲ့ငရဲသားတွေနေမှာပေါ့ငထွင်းကလူကောင်းမှမဟုတ်တာတွင်မြကအဲ့ဒီစကားကိုခပ်ပေါ်ပေါ်ပဲပြောလိုက်တော့လေကိုထွန်းတင်ရဲ့ပေါင်းသင်းမြတ်မှာကြောက်ရွံ့ထိတ်လန့်ပြီးမျက်စိမျက်နှာပြက်ကုန်ကြပါတယ်အင်းကြီးမြတ်နဲ့ ရွာသူပြည်သားများကလည်းသူလူမဲမဲနှုတ်မှာတွင်မြကောက်ချက်ချသလိုငရဲပြည်မှာငရဲသားများဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။တပည့်သူတွေဆုံးသွားတော့လေတွင်မြမျက်ရည်တစ်စက်မှမကြခဲ့ပါ။သူမျိုးမိတ်ဆွေများကဘာကြောင့်မငိုတိုင်းလို့မေးတဲ့ခါမှာတွင်မြကငထွင်းကမိဘပေါ်မှာလဲရိုင်းဆိုင်နေရရွာကိုလည်းကောင်းကျိုးမပေးတဲ့လူမိုက်သူတို့ကြစီရမျက်ရည်ငါမှမရှိတော့ဘူး။ထုတ်ခဲ့သူဖြေခဲ့ပါတယ်။ ်တွင်းနေရဲ့အတုပရက်လက်ပြီးတဲ့ခါမှာဒဝင်းမြတ်ဟာသူမပိုင်ဆိုင်သော ရာခွက်တချို့နဲ့ထမ်းမေတချို့ကိုရောင်းချခဲ့တယ်။ဆွေမျိုးမိတ်ဆွေများကမေးတဲ့ခါမှာတွင်းနေတို့ကအလူဒနာတခု ပြုလုပ်ခြင်းလို့လို့ဖြေပါတယ်။တွင်းနေဟာပင်းင်းနဲ့မှကောင်းရောင်မွေးရန်ကိုမရောက်နိုင်။တပည့်သူဘလောက်ပဲစိုးခဲ့မိုက်ခဲ့ပါစေမိခင်တူအနေနဲ့တွင်းနေကို ကောင်းရောင်မွေးရန်ဘုံဘဝတခုခုကိုရောက်စေခြင်းနဲ့တကယ်လို့သူမပြုလုပ်ခဲ့သောကောင်းမွန်ကုသိုလ်ကိုတွင်းနေဟာရောက်လျာဘုံဘဝမှာ ာတို့ခေါ်နိုင်ခဲ့မယ်ဆိုရင်လက်တလောကြောက်မဲ့ဝိတုကဘေးမှာကင်းလွတ်နိုင်လိမ့်မယ်လို့ဒွင်းရင်မြတ်ကဆိုပါတယ်ဒေါက်တာဒွင်းရင်မြတ်ဟာရွာဦးစည်ဒီလေးမှာစောင်းနဲ့တစ်ခု ဆောက်လို့လူတန်းနေရွာဦးစည်ဒီလေးမှာရွာဦးဘုန်းကြီးကျောင်းရှိမှရှိတဲ့ကုံမမိုးလေးပါမှာတည်ရှိပြီးစောင်းတန်းမရှိခဲ့ပါယခုတော့ဒွင်းရင်မြတ်လူတန်းထားသောစောင်းတန်းလေးနဲ့ရွာဦးစည်ဒီလေးမှာရခင်ကတည်းပို့ပြီးတော့ကြီးညိုသက်ပေစရာကောင်းနေပါပြီအဲ့ဒီစောင်းတန်းလေးရဲ့ထိတ်ဝ တဇံမီမှာတော့ကိုလန်သူသားမောင်ထွန်းတင်အားရည်စူး၍မိခင်တို့ရင်မြကောင်းမှုဆိုတော့ကမိစာရန်လေးအောင်အစဉ်မြင်တွေ့နိုင်ပါတယ်အဲ့ဒါကတော့သွားလေသူသားသမီးအတွက်မိဘဘက်ကပြုလုပ်ပေးတော့ပြတောင်ဖြစ်ခင်ကုသိုလ်ကောင်းမှုတစ်ခုဖြစ်တောင်ဖြစ်ခင်ကုသိုလ်ကောင်းမှုတစ်ခုဖြစ်လေတော့တည်းဆိုင်သူဟုတ်ကဲ့ဆိုင်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် စိတ်ဝင်စားပွဲတတိတံဝေကရပွဲအောင်ပြည်ရဲ့မဇလန်ကောင်းလေးကိုဗာမီဟိုရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးကြတဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ဆက်ချက်တွေကိုညာရင်သွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီးတော့ comment ပါဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါတယ်မိတ်ဆွေတို့ရဲ့ comment တစ်ချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ စာဖတ်တာကိုဝါသနာပါပြီးမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်ဟလိုမားတယ်ကျွန်တော်ရေမိတ်ဆွေတွေအတွက်ပါမီဟိုရာ channel လေးကနေထူးခြားဆန်းကျေလောဝဆန်းကျေဒေဒရင်ဖို့ပရလောကကံမီယယမတန်မူခင်ဖြစ်ရဲ့မန္တလန်ကောင်းမြတ်စွာကိုနေစမပြရှာဖွေပြီးတော့မှဖတ်ပြတင်းဆက်ပေးနေပါပြီခင်ဗျာ